မင်္ဂလာပါရှင်ဒီနေ့ရှင်းပြပေးမှာကတော့စတမရင်တင်ချအတွဲနေခအခန်းနဲ့စာမျက်နှာ23ကနှစ်တသမလေးပဲဖြစ်ပါတယ်အဲ့တော့နှစ်တသမလေးမှာဒီပေးထားတော့ တက်မှတ်ချက်များအတိုင်းမြင်ပိုင်းများဆွဲခြင်းဒီတစ်ခါတော့ဆရာမတို့ကဒီတက်မှတ်ချက်တွေနဲ့ကိုက်ရည်တဲ့မြင်ပိုင်းတွေကိုရေးဆွဲมาဖြစ်တယ်။နှစ်တသမလေးတသမတက်မှာပေးထားတော့မြင်ပိုင်းနဲ့အလျားကျူသောမြင်ပိုင်းတစ်ခုကိုမြင်းဖြောင့်ပေါ်တွင်ပိုင်းဖြည့်ရင်ပေးရင်မြင်ပိုင်း AB နဲ့အလျားကျူသောမြင်ပိုင်းတစ်ခုကိုပေးထားသောမြင်းဖြောင့်ပေါ်တွင်ပိုင်းဖြည့်ရင်အောက်ပါအဆင့်၅ဆင့်ကိုအသုံးပြုရပါမည်။အဲ့တော့ဒီမှာအဆင့်လေးတွေပေးထားတယ်။အဲ့တော့ဒါလေးတွေလည်းနည်းနည်းလေးကြည့်ရအောင်။အဆင့်တက်ကကြတော့ပေးတန်းကိုအသုံးပြု၍ကြက်ရ မြင်မိုင်းတစ်ခု AB ကိုဆ ாய் ရက်ပေါ်လည်းဆွဲပါမြင်မိုင်းတစ်ခုကိုဆ ям တော့ဆွဲလိုက်မယ်ကြိုက်တဲ့အတိုင်းတားနဲ့ကြိုက်ရမြန်မိုင်းတစ်ခုဆွဲလိုက်ပြီး AB ကိုဆွဲလိုက်ပြီးဆိုရင်အစစ်နဲ့မှာကပေဒံကိုအသုံးပြု၍ကြိုက်ရမြန်ဖြောင်း L ကိုဆွဲပါအဲ့ဒါပြီးတော့မှ L ဆိုတဲ့မြန်ဖြောင်းတစ်ခုကိုဆွဲလိုက်မယ်ဒါပြီးတော့စင်သုံးမှာကျတော့တန်ချွန်နှစ်ဖက်ပါကွန်ပါလက်တန်များထိတ်ချွန်တို့ကို A နဲ့ B ပေါ်ရင်ကြိုက်ရအောင်ဖွင့်ပါအဲ့တော့ ဒီတစ်ခါတော့ကျွန်တော်အရင်တစ်ခေါက်ဆွဲသလိုပဲပေါ့နော်တန်ချွန်တစ်ဖက်ပါတဲ့အဲဒီဒါမျိုးလေးပေါ့နော်ဒါကလေးတို့စီမှာလည်းရှိပါတယ်အဲ့အားလေးနဲ့ A နဲ့ B ပေါ်မှာထောက်လိုက်မယ် A နဲ့ B ရဲ့အမှတ်တွေမှာကြအောင်ထောက်လိုက်မယ်တဲ့အဲ့တော့အဆင့်လေးအနေနဲ့အားကြတော့ကွန်ပါအနေထားကိုပုံမပြတ်စေပဲထိတ်ဆွတ်မှတ်ကိုမြင်းဖြောင်း L ပေါ်တွင်ထားလိုက်ပါအဲ့တော့သူကဘာလို့ဆိုလိုချင်လဲဆိုလို့ရှိရင်ကျွန်တော်ဒီ A နဲ့ B ပေါ်မှာသွားထောက်ထပ်ပြီးတော့မှအဲ့ဒီအတိုင်းအတာအတိုင်း ဒီဘက်မှာလာပြီးတော့၆ပေးမယ်။နောက်ပြီးတော့ဒီမှာသူပြထားတယ်။အဲ့လိုလေးကို elbow မှာပြန်ပြီးတော့ထားပါမယ်တဲ့။အဲ့တော့ elbow တွင်ထိတ်ချွန်များကြားရောက်ရာအမှတ်များကို CD ဟုခေါ်ပါ။အဲ့တော့ elbow မှာဆင်မတို့အဲဒီနေရာလေးယူထားလိုက်ပြီးတော့မှသူ့ကို CD ဆိုပြီးတော့တက်မှတ်လိုက်ပါမယ်တဲ့။ထိုအခါမြင်းပိုင်း CD ပြီးမြင်းပိုင်း AB နဲ့အလျားတွင်ရည်ဒီလိုအပ်သောမြင်းပိုင်းတစ်ခုဖြစ်ပါသည်တဲ့။ဒါဆိုရင်ဆင်မတို့ဒီ AB နဲ့အဲဒီအလျားတူရဲ့မြင်းပိုင်းတစ်ခုလေးကို ရရှိမှာဖြစ်ပါတယ်။ ဒီတော့နေတသမနေတသမနဲ့မှာပေးထားတော့မြမိုင်းတစ်ခုကြီးအလျားများပေါင်းလက်နဲ့တွင်ကြီးတော့အလျားရှိသည်မြမိုင်းတစ်ခုရေးဆွဲရင် A နဲ့ CD ဒီပေးထားတော့မြန်မာမြန်မာဖြစ်ပါစီတဲ့အဲ့တော့ AB နဲ့ CD ကသူပေးထားတဲ့မြန်မာနေဖြစ်တယ်အဆင့်တစ်အနေနဲ့မြင်းဖြောင့် L ပေါ်တွင်အမှတ် O ကိုမှတ်သားပါအဲ့တော့ L ဆိုတဲ့ဒါမြင်းဖြောင့်ကလေးတစ်ခုဆွဲလိုက်မယ်ပြီးတော့မှအမှတ် O ကလေးကိုမှတ်ထားလိုက်မယ်အဲ့ဒါပြီးတော့မှ ။အိုကိုအစွန်မတ်တစ်ခုအဖြစ်ထားလျက်အိုကိုအစွန်မတ်ထားမယ်။ပြီးတော့မှမြင်းပိုင်း AB အလျားနဲ့တူတော့ AB မြင်းပိုင်းဒီမြင်းပိုင်း AB ရဲ့အလျားနဲ့တူတဲ့မြင်းပိုင်းတစ်ခု L ပေါ်ရင်မှတ်သားပါ။အဲ့တော့ဒီ L ကနေပြီးတော့ဒီပေါ်မှာမှတ်သားမယ်။ ဒီ L ဆိုတဲ့ဒီမြင်းပြောင်းပေါ်မှာမှတ်သားမယ်ထုံမြင်းပိုင်းကို OE ဆိုပြီးတော့မှနာမည်ပေးလိုက်မယ်ဒါ OE ကတော့ကိုထားခြင်းလို့ထားလို့ရတယ် O လေး E လေးကတော့ဟုတ်ပြီနော်ဒါဒီ AB ဆိုတဲ့မြင်းပိုင်းနဲ့အလျားတူတဲ့အပိုင်းကလေးတစ်ပိုင်းက OE ဆိုတဲ့မြင်းပိုင်းလေးဖြစ်တယ်ဒါပထမတစ်ဆင့် အဆင့်3အနေနဲ့က Elborin မြန်မာ EF ကိုအလျားအဖြစ် CD နဲ့တူညီအောင်ဆောက်လုပ်ပါအဲ့တော့နောက်တစ်ခုကတော့ Elbor မှာနောက်ထပ်ဒီမြန်မာ EF ကိုပေါ့နော် CD နဲ့အလျားကျူအောင်ပြန်ပြီးတော့ဆွဲပေးရမယ်အဲ့ဒီအခါမှာဒီ OF ဆိုတာ OE နဲ့အပောင်း EF နဲ့ညီမယ်ပြီးတော့မှ AB CD ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ OF ဆိုတာဒီဆင်မတို့လိုအပ်တဲ့မြင်ဖြစ်တယ်အဲ့တော့ဆင်မဒီပုံမှာပဲသွားပြီးတော့မှပြန်ပြီးတော့ရှင်းပြပေးမယ် အဲ့ဒီမှာတစ်ချက်ပြန်ကြည့်လိုက်မယ် AB ဆိုတဲ့ဒီမြင်ပိုင်းရဲ့ CD ဆိုတဲ့မြင်ပိုင်းလေးကပေးထားတယ်မြင်ပိုင်းနှစ်ခုဖြစ်တယ်အဲ့တော့ L ဆိုတဲ့မြင်ပိုင်းလေးတစ်ခုဆွဲလိုက်မယ်အဲ့ဒါပြီးတော့မှအစမတ်တစ်ခုပေါ့နော်ထိတ်ဆုံးမှတ်အမတ်တစ်ခုအစမတ်တို့အဲဒီ O ဆိုပြီးတော့ယူဆထားလိုက်မယ် AB ကိုဆရာမတို့ခုနကအတိုင်းနဲ့အတိုင်း compartment တောက်ချန်နေပေါ့နော် အဲတန်ချောနှစ်ဖက်ပါကွန်ပါလက်တန်နဲ့အားလေးနဲ့တိုင်းလိုက်မယ်ဒီမှာဒီမှာတိုင်းပြီးတော့မှဂျီမှာဂျီမှာသွားပြီးတော့မှအာသူ့ရဲ့အလျားအတိုင်းပေါ့နော်အဲ့တော့အစမလို့ဒီလိုလေးပေါ့ဒီမှာရှိတဲ့အတိုင်းဒီမှာမှတ်မယ်ပြီးတော့မှ OE ဆိုပြီးတော့တက်မှတ်လိုက်မယ်အဲ့ပြီးတော့ CD ကိုတိုင်းလိုက်မယ်ပေါ့နော် CD အလျားအတိုင်း E ကနေပြီးတော့မှ F ကိုတက်မှတ်လိုက်မယ်ဒါဆိုရင်ခုဆရာမတို့ဆွဲလိုက်တဲ့ထဲမှာ AB ဒီ OE နဲ့ညီတယ် CD ဒီ EF နဲ့ညီတယ်ဒါကြောင့်မလို့ OF ဆိုတာဒီဘာနဲ့ညီကြလဲဆိုတော့ အဲဒီမှာလေးဆရာမရေးပြလိုက်မယ် OF ဆိုတာဒီဒီဘက်က AB+ CD ဆိုတဲ့မြင်ပိုင်းတစ်ခုပေါင်းထားတာ ਨੇ တွားပြီးတော့မှညှိပါမယ်ဟုတ်ပြီနော်ဟုတ်ပြီတော့ဒါတော့ခုနဆရာမပြောပြထားတာ OF ဆိုတာ OE နဲ့ EF ပေါင်းထားတာလည်းဖြစ်တယ်ပြီးတော့မှတစ်ဖက်မှာရှိတဲ့ဆရာမတို့ပေးထားတဲ့မြင်ပိုင်းတစ်ခုပေါင်းထားတာလည်းဖြစ်တယ်ဒါကြောင့်မလို့ဆရာမတို့လူချင်းနဲ့မြင်ပိုင်းဒီ OF ဆိုတဲ့မြင်ပိုင်းကလေးတစ်ခုဖြစ်တယ်နောက်တစ်ခုကနေတသက်မှာလေတသက်မှာတောင်းမှာပေးထားသောမြင်ပိုင်းတစ်ခုဤအလျားများဤဌာနာချင်းနဲ့ တူညီသောအလျားရှိသည့်မြန်မာတစ်ခုရည်ဆွဲရင်တဲ့ကြည့်ကြည့်မယ် AB နဲ့ CD ဒီပေးထားတော့မြန်မာများဖြစ်ပါစေတဲ့အဲ့တော့ AB နဲ့ CD ခုနလိုပဲဆမတို့ဓာလေးကိုဆွဲရမှာဖြစ်တယ်အစင့်တအနေနဲ့မြင်းဖြောင့် L ပေါ်တွင်အမှတ်အိုသတ်မှတ်မယ်တဲ့အဲ့တော့ဒါခုနလိုပဲ L ဆိုတဲ့မြင်းဖြောင်းကလေးဆွဲမယ်အဲ့ဒီမှာအမှတ်အိုကိုသတ်မှတ်လိုက်မယ်မြင်းဖြောင်း L ပေါ်တွင်အမှတ်အိုကိုမှတ်သားမှာဆို O မှတ်သားလိုက်မယ်အဲ့ဒါပြီးတော့မှအစစ်နဲ့အနေနဲ့ မြင်းအယ်ဘော်တွင် AB နဲ့အလျားတူညီတဲ့မြန်ပိုင်း OE ကိုယူမယ်အဲ့တော့ခုနလိုပဲဆရာမတို့ကဒီ AB ကိုလိုလေးတိုင်းလိုက်မယ်တိုင်းပြီးတော့မှသူ့ရဲ့အလျားအတိုင်း O ခနဲ့ပြီးတော့မှဒီ AB ရဲ့အလျားအတိုင်း OE ဆိုပြီးတော့ယူလိုက်မယ်ဒီလိုလေးပေါ့နော်သူ့ရဲ့အလျားအတိုင်းလာပြီးတော့မှအမှတ်ကလေးမှတ်လိုက်မယ်နောက်တစ်ဆင်းရကြတော့ CD နဲ့အလျားတူညီတဲ့မြန်ပိုင်း FE ကို L ဘော်တွင်ယူပါတဲ့ပြီးတော့မှ CD ကိုတိုင်း တိုင်းပြီးတော့မှအဲ့ဒီတဲ့အလျားတိုင်းတူညီတဲ့ဟာကိုဆမရုကအယ်ဘောမှာယူပါမယ်တဲ့အဲ့ပြီးတော့ FDO နဲ့ E ဂျာကြာရောက်နေတာကိုတွေ့ရှိရပါမယ်တဲ့ F ဆိုတာဒီ E နဲ့ O နဲ့ဂျာထဲမှာရောက်ရှိနေတာကိုတွေ့ရမယ်တဲ့အဲ့တော့ပထမဆုံးဆမရုကဘယ်လိုလုပ်လဲဆိုတော့ဒီ AB ရဲ့အလျားအတိုင်းဒီမှာလာပြီးတော့အလျားကိုတတ်မှတ်မယ်နောက်တစ်ခုကကြတော့ဒီတစ်ခါဒီဆမရုကချမ်းသာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရဲ့အလျားအတိုင်း ဒီဘက်ကနေပြီးတော့မှအဲကြာမှာအကြရအောင်ပေါ့နော် F ဆိုတဲ့ဒီအမှတ်ဒီ O နဲ့ E ရဲ့ကြားထဲမှာရှိနေမယ်ပြောချင်တာကကြတော့ဒီအပိုင်းကလေးကိုဖယ်လိုက်တာအဲ့ကြမလို့ဒီဘက်ကနေစပြီးတော့တိုင်းတယ်ဒီအပိုင်းကိုဖယ်လိုက်တော့ကျန်တဲ့အပိုင်းဒီ OF ကိုကျန်မှာလို့ပြောချင်တာဟောပြီးတော့ခေါင်းဆက်မှာကလေးကပေးထားပြီးသားမြင်းအဒီမြင်းပိုင်းတစ်ခုရဲ့အလျားရဲ့ခြာနာခြင်းဟုတ်ပြီနော်အဲ့တော့ကြည့်မယ် ဲ့လိုယူလိုက်ပြီးတော့မှချိုအပ်ခါ OF ဆိုတာဒီဒီက OF ဆိုတာဒီဘာလို့ဆိုလို့လဲဆိုတော့ OE ဆိုတဲ့ဒီမြင်ပိုင်းကနေပြီးတော့မှ FE ဆိုတဲ့မြင်ပိုင်းကလေးကိုနှုတ်လိုက်တာဟုတ်ပြီနော်ဒါကြောင့်မလို့ဘာနဲ့တူတယ်လဲဆိုတော့ဆရာမတို့ဒီရထားတဲ့ OF ဆိုတာဒီဘာနဲ့တူတယ်လဲဆိုရင် AB ဆိုတဲ့မြင်ပိုင်းကနေ CD မြင်ပိုင်းကိုနှုတ်လိုက်တာ ਨੇ အတူတူပဲဒါကြောင့်မလို့ AB -CD ဖြစ်တဲ့ဖြင့် OFD လိုအပ်တော့မြင်မိုင်းတစ်ခုဖြစ်တတိတခါဆံမရောနှုတ်လိုက်တာအရင်ဆုံး ABO တိုင်းတိုင်းပြီးတော့မှသွားပြီးတော့အမမက်မယ်ပြီးတော့မှ CDO တိုင်း CD ကလေးကိုနှုတ်ပလိုက်မယ်နှုတ်လို့ရတာဒီ O နဲ့ F နဲ့ OF ဆိုရဲမြင်ပိုင်းကလေးဒီချိန်ခံနေတဲ့သမလေးမှာနံပါတ်၁ကကြတော့၄စင်တီမီတာမြင်ပိုင်းနဲ့အလျားကျူသောမြင်ပိုင်းတစ်ခုကိုမြင်းဖြောင်း L ပေါ်တွင်ပိုင်းဖြတ်ပါတယ်ဒါဆင်ဆံမကတော့ဒါပေါ့နော်၄စင်တီမီတာရှိတဲ့အရင်ဆုံးမြင်ပိုင်းကလေးတစ်ခုကိုဆွဲလိုက်မယ် ဲ့တော့ကလေးတို့တိုင်းနီးတွေလည်းတည်ပြီးပြီ၃ညနေပြီးတော့မှ sorry ဒီဘက်ကနေတိုင်းပါမယ်၃ညနေ၄စင်တီမီတာရှိတဲ့မြန်ပိုင်းဟုတ်ပြီဒါဒီကျွန်မတို့ AB တို့ရေးလိုက်မယ်ဟုတ်ပြီဒီ AB ဆိုတဲ့မြန်ပိုင်းကို L ဆိုတဲ့မြန်ပေါ်မှာဖြစ်မယ်အဲ့တော့ L ဆိုတဲ့မြန်ပိုင်းကလေးတစ်ချောင်းကိုဆက်ပြီးတော့ဆီမှာဆွဲလိုက်မယ်ဒီဘက်မှာဒါက L ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့ကဒီ AB ရဲ့အလယ်အတိုင်းပေါ့နော်ပေတန်နဲ့ဖြတ်လိုက်ရင်တော့ရပြီမယ်ဆရာမတို့ကွန်ပါဒီတောက်ချွန်ပေါ့နော်နှစ်ဖက်ပါတဲ့ချွန်လေးကိုတုံးလိုက်မယ်တုံးပြီးတော့မှဒီမှာအမှတ်ကလေးမှတ်လိုက်မယ်အဲ့လိုမျိုးလေးဟုတ်ပြီနော်ကဲပေတန်နဲ့ကောမရဘူးလားဆိုတော့ရတာပေါ့ဒီမှာ၄စင်တီမီတာကိုဆရာမတို့ကြိုက်တယ်လို့ဖြတ်လို့ရတယ်အဲ့တော့ဒီမှာဆရာမတို့ဒီ၄စင်တီမီတာရှိတဲ့မြင်ပိုင်းကလေးကို L ဆိုတဲ့မြင်ပိုင်းပေါ်မှာတွားပြီးတော့မှဆွဲလိုက်တယ် ဒီမှာတခါလဲဆွဲရင်လည်းရတယ်လို့ဆရာမတို့ဒီ DL ကိုဒီတိုင်းကလေးပဲတက်မှတ်ပြီးတော့မှနောက်တစ်ချောင်းဟုတ်ပြီဒီမှာမတက်မှတ်တော့ပဲနဲ့နောက်တစ်ချောင်းဆွဲလိုက်တယ်ဒီ L မြင်းကိုဆရာမနောက်တစ်ချောင်းဆွဲလိုက် DL ဆိုရဲဒီမြင်းပေါ်မှာမှ လာပြီးတော့မှခုနအတိုင်းအတာရှိတဲ့အတိုင်း၄စင်တီမီတာကိုဆရာမကဖြတ်လိုက်တယ်ဒါဆိုရင်ဒါက A အော် sorry ဒီမှာ AB ပေးလိုက် AB သွားရင် CD လို့ပေးလိုက်တယ် အဲ့တော့ဒါက၄စင်တီမီတာရှိတယ်မြင်ပိုင်းကလေးကိုရသွားပြီဟုတ်ပြီနော်အဲ့တော့ဒီမှာဒီသူကဆွဲသားနီးကိုရေးပေးပါလို့မပအောင်ဆိုတော့မရေးရင်လည်းရတယ်လို့မျိုးအဒီမှာဆင်မတော့နည်းနည်းလေးအကြမ်းဖျင်းလေးရေးပြပေးပါမယ်ဟုတ်ပြီနော်အဲ့တော့ပထမအဦးဆုံးအစင်တစ်အနေနဲ့မလုပ်မလဲအဲ့တော့ရေးမဲ့အဆင့်တွေဒီဆင်မတို့ဒီဒီစာမျက်နှာ23မှာရှိတယ်အဆင့်တွေအတိုင်းရေးပါမယ်ဟုတ်ပြီနော် အဲ့တော့ပထမအဆုံးမလုပ်တယ်လဲဆိုတော့ပေရန်ကိုသုံးပြီးတော့မှကြိုက်ရာမြင်ပိုင်းတစ်ခု AB ကိုဆိုင်ရွက်ပေါ်တယ်ဆွဲပါဆိုတော့ဒါပေမဲ့ဒီတစ်ခါဒီဆရာမတော်ကကြိုက်ရာမြင်ပိုင်းဆွဲတာမဟုတ်ဘူး4 cm အလျားရှိတဲ့မြင်ပိုင်းကိုဆွဲတာဒါကြောင့်မို့ပေရန်ကိုအသုံးပြု၍အလျားဟုတ်ပြီနော်ဒီတည်းဟာလေးကိုကြည့်ရေးလို့ရတယ်4 cm ရှိတော့မြင်ပိုင်း မြန်ပိုင်း AB ကိုဆိုင်ဘက်ပေါ်တွင်ဆွဲပါ။ဒါဆိုရင်ပြန်ပြောမယ်။ပေဒံကိုအသုံးပြု၍အလျာ4 cm ရှိသောမြန်ပိုင်း AB ကိုဆိုင်ဘက်ပေါ်တွင်ဆွဲပါ။အစစ်နှစ်အနေနဲ့တော့ကျွန်တော်တို့ L ကိုပဲဆွဲမယ်။အားကြောင့်ပေဒံကိုအသုံးပြု၍ကြက်ရအမြင့်ဖြောင်း L ကိုဆွဲပါ။မြင့်ဖြောင်း L ကိုဆွဲလိုက်မယ်။အပေါ်မှာဆင်မအစစ်နှစ်ရှင်းပြထားခဲ့ပြီးသား။ဟုတ်ပြီနော်။ L ကိုဆွဲပြီးလို့ရှိရင်အဆင့်၃အနေနဲ့တန်ချွန်နှစ်ဖက်ပါကွန်ပါလက်တံများထိတ်ချွန်တို့ကိုအိမ်နဲ့ပြီးပေါ်ရင်ကြားရအောင်ဖွင့်ပါ အဆင့်လေးအနေနဲ့ကွန်ပါနီထောင်းအပေါ်မပြည့်စီပဲထိတ်ဆွန်များကိုမြင်းဖြောင်း elbow ပေါ်တွင်ထားလိုက်ပါခုနလိုပဲဒီထိတ်ကဇမရိုတိုင်ထားတဲ့ဟာလေးအတိုင်းထားလိုက်မယ် elbow တွင်ထိတ်ချွန်များကြားရောက်ရာအမှတ်ကို C နဲ့ D ဟုခေါ်ပါအဲ့တော့ဒီမှာ CD ဆိုရင်မှ4 cm ဆီမှာခုနဆွဲပြထားတဲ့အတိုင်း အဲ့လိုလေးဆွဲလိုက်မယ်ဟုတ်ပြီနော်ဒါဆိုရင်ထိုအခါမြင်းပိုင်း CD သည်မြင်းပိုင်း AB နဲ့အလျားတူညီသည်လိုအပ်တော့မြင်းပိုင်းဖြစ်သည်ဒီအတိုင်းလေးရေးလိုက်ရုံပဲဒီနားလေးမှာလည်းလည်းလေး꿰သွားတာပဲရှိမယ်ဟုတ်ပြီနော်အဲ့တော့မိကွန်ထဲမှာကတော့ဒီပုံဆွဲနည်းအစင်းစင်းပေါ့နော်ဆွဲသားနည်းအစင်းစင်းကိုရေးပါလို့တော့မပါဘူးအကယ်၍ကျောင်းမှာရေးခိုင်းနေဆိုလို့ရှိရင်ဒီဒီအတိုင်းလေးပဲဒီနားလေးကပြောင်းပြီးတော့မှာပဲရေးလို့ရပါတယ်ဟုတ်ပြီနော်နောက်တော့ ကျွန်တော်တို့ကနံပါတ်1ကိုသွားပါမယ်နော်ဒီကနံပါတ်1ကတင့်လျော်သောအလျားရှိသည့်မြန်ပိုင်း AB နဲ့ CD ကိုဆွဲပြီးရင်းမြန်ပိုင်းနှစ်ခုအလျားများပေါင်းလက်နဲ့တူညီသောအလျားရှိသည့်မြန်ပိုင်းတစ်ခုကိုဆွဲပါဒါဆိုရင်ဒီတစ်ခါဘာလုပ်ခိုင်းပြီလဲဆိုတော့မြင်ပိုင်း AB ကိုဆွဲမယ်မြင်ပိုင်း CD ကိုဆွဲမယ်အဲ့ဒါပြီးတော့သူတို့နှစ်ခုတိုင်းပြီးတော့မှမြင်ပိုင်း L ကိုဆွဲပြီးတော့မှအဲ့မှာသွားပြီးတော့ပေါင်းမယ်အဲ့ဒါကိုပြောတာဟုတ်ပြီနော်ဒါကဘာနဲ့တူတယ်လဲဆိုတော့ရှေ့မှာကျွန်တော်တို့ဒီအာဒီဥပမာတွေတဲမှာပေါ့နော်ကြည့်ခဲ့ပြီးပြီအဲ့တော့အဲ့ကိုပြန်ပြီးတော့သွားမယ်ဆာမျက်နှာ23 ဲ့တော့သူဒီမှာပေးထားတဲ့အချိန် AB နဲ့ CD ဒီပေးထားသောမြင်းများမြင်းပိုင်းများဖြစ်ပါစီလို့ရေးနေရသလိုပေဒံကိုအသုံးပြု၍တဲ့လျော်သောအလျားရှိသည့်မြင်းပိုင်း AB နဲ့ CD တို့ကိုဆွဲပါဆိုရင်လည်းရတာပဲဟုတ်ပါနော်အဲ့တော့အဆင့်တက်အနေနဲ့ဒီတိုင်းပဲလုပ်မှာပဲဆင်မရောအရင်ဦးဆုံး AB နဲ့ CD ဒီ editor တွေဖြစ်တယ်ပြီးထားတဲ့မြင်းပြောင်းတွေဖြစ်တယ်ဆိုတော့ပြောပြီးပြီဆိုရင်မြင်းပြောင်း album မှာ OMAC ကိုယူလိုက်တယ်ဒါကိုရေးမယ်ပထမတစ်ဆင့်မြင်းပြောင်း album ရဲ့အမှတ် O ကိုမှတ်သားပါအဆင့်နှစ်အနေနဲ့ O ကိုအစုံမှတ် ဒီအစွန်းမှာပေါ့နော်အဲဒီအမှတ်တစ်ခုအနေနဲ့သတ်မှတ်မယ်ပြီးတော့မှမြင်ပိုင်း AB အလျာနဲ့တူညီတဲ့မြင်ပိုင်းတစ်ခုဒီမှာလာပြီးတော့ဆွဲမယ်ပြီးတော့မှအ OE ကိုအဒီ OE အဖြစ်ထားလိုက်မယ်ဒါတစ်ဆင့်ဝက်ဘက်တစ်ဆင့်မှာအဆင့်သုံးပါက CE CD ကိုတိုင်းလိုက်မယ် CD ကိုတိုင်းပြီးတော့ဒီမှာလာပြီးတော့ပေါင်းမယ်ပြီးတော့မှ summary ရတဲ့ OF ဒီဘာနဲ့တူလဲဆိုတော့ AB CD ဖြစ်တယ်ဆိုတာကိုဝက်ဘက်ဒီဆံမြန်းက24မှာပြောထားတာရှိတယ်အဲ့ဒီအတိုင်းလေးရေးလိုက်ရုံပါပြောပါဦးနော် အဲ့တော့ဒီမှာရေးသားနည်းတစ်ခုကတော့ CAB နဲ့ CD တွေပေးထားတော့မြန်ပိုင်းများဖြစ်ပါစေလို့ရင်းနဲ့ရတယ်လို့ပေဒံကိုအတုံးပြု၍တည့်လျော်သောအလျားရှိသည့်မြန်ပိုင်း AB နဲ့ CD တို့ကိုဆွဲပါဆိုပြီးရင်းနဲ့ရတယ်။ဘာလို့လဲပြန်ပြောပါမယ်။ဆမမရေးပြတော့ပါအောင်။ပေဒံကိုအတုံးပြု၍တည့်လျော်သောအလျားရှိသည့်မြန်ပိုင်း AB နဲ့ CD တို့ကိုဆွဲပါဆိုပြီးရေးလို့ရပါတယ်။ အဲ့တော့ပထမအဆင့်အနေနဲ့ဒီဆီယမကခုနပြောတဲ့ဟာမသိဘူးဆိုလို့ရှိရင်လေဒီမှာပေဒံကိုအတုံးပြု၍ပေဒံကိုအတုံးပြု၍တင့်လျော်သောအလျားရှိသည့်မြန်ပိုင်း AB နဲ့ CD တို့ကိုဆွဲပါဆိုပြီးပထမအဆင့်ရေးပြီးတော့မှသူပြောထားတဲ့အဆင့်တွေအတိုင်းဆွဲလိုက်လို့ရပါတယ်ဟုတ်ပြီလား နံပါတ်3အနေနဲ့အရှိမတူသောမြန်ပိုင်း AB နဲ့ CD ကိုဆွဲပြီးတော့မှ AB နဲ့ CD ဤခြားနာခြင်းနဲ့တူညီသောအလျားရှိသည့်မြန်ပိုင်းတစ်ခုကိုဆွဲပါသူတို့ကိုခြားနာမယ်ခြားနာလိုက်လို့ရတဲ့အလျားနဲ့တူတဲ့ပုံကိုဆွဲခိုင်းတာတူတဲ့မြန်ပိုင်းတစ်ခုဆွဲခိုင်းတာဒါဒီပါနဲ့တူလဲဆိုတော့ဒီပေါ်ကဥပမာနဲ့တူပါတယ်ဒါကြောင့်မလို့သူပေးထားတဲ့အတိုင်း AB နဲ့ CD တို့ဒီ ေးထားတော်မြင်များဖြစ်ပါစီဟုတ်ပြီနော် AV နဲ့ CD ဒီပေးထားတော်မြင်များဖြစ်ပါစီအဲ့တော့သူကအလျားဘလောက်ဆွဲပါလို့မပြောထားဘူးကိုကြိုက်တဲ့လောက်ဆွဲပြီးတော့မှအရှိမတူဘူးလို့ပြောထားတယ်အမနာမိခုံပြန်ကြည့်မယ်အရှိမတူတဲ့မြင်ပိုင် AB နဲ့ CD လို့ပြောလို့ AB ကိုရှေ့အောင်ဆွဲမယ် CD ကိုနည်းနည်းလေးတူအောင်ဆွဲမယ်အဲ့ဒါမှလည်းနှုတ်လို့ရမှာပေါ့ဖယ်လို့ရမှာပေါ့နော်ခြာနာလို့ရမယ် AB နဲ့ CD သည်ပေးထားတော့မြင်ပိုင်းမြင်ပိုင်းများဖြစ်ပါစေပြီးတော့မှ AB သည် CD ထက်ပိုရှည်သည်ဟုထားပါဆိုတော့ဒါတော့ရေးစရာတော့မလိုပါဘူးဒါပေမဲ့သူဥပမာထဲမှာထည့်ရေးထားတော့ထည့်ရေးခြင်းလည်းရတယ်နောက်တစ်ခုကတော့အစင့်တဲ့အနေနဲ့မြင်ဖြောင်း L ပေါ်ရင်အမှတ်အိုကိုတတ်မှတ်မယ်အိုကိုတက်မှတ်ပြီးတော့မှ AB ကိုဆွဲမယ် OF OE ဆိုမှနာမည်ပေးမယ်ပြီးတော့မှ CD ကိုဆွဲမယ်ဒီဒီဘက်ကနေပြီးတော့မှ ဆွဲလိုက်မယ်ပြီးတော့သူ့ကိုဖယ်လိုက်မယ်ဖယ်လိုက်တော့ OF ဆိုတာကိုရတယ်အဲ့တော့ဒီကအတိုင်းကလေးပဲရေးလိုက်ရောမယ်ဟုတ်ပြီနော်အဲ့တော့နောက်ဆုံး OF ဆိုတာဒီဘာလဲဆိုရင် OE ထဲကနေပြီးတော့မှ OE ထဲကနေပြီးတော့မှ FE ကိုနှုတ်တယ်ဒါမှမဟုတ် EF ကိုနှုတ်တယ်ပေါ့နော်အဲ့ဒါဒီဘာနဲ့တူတယ်လဲဆိုတော့ဒီက AB ကနေပြီးတော့မှ CD ကိုနှုတ်တဲ့အလျားနဲ့အတူတူပါပဲလို့ပြောတာဟုတ်ပြီနော်အဲ့တော့ဒီမှာရတဲ့ OF ဆိုတဲ့မြင်ပိုင်းဒီဆရာမတို့လိုချင်တဲ့မြင်ပိုင်းတစ်ခုဖြစ်ပါတယ် ဒါပြီးတော့ဒါဆိုလို့ရှိရင်ဒါလေးကြံခံနေတဲ့သမလေးတည်းဒီနေ့ပြီးသွားပြီကြံရှိနေတဲ့အခန်းသုံးကိုလည်းဆက်မဆက်ပြီးတော့မှရှင်းပြပြီးမယ်ခုလိုဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အစဉ်ပြေပြီးပြန်လေးနဲ့ကြည့်ပြပါရှင်ကျေးဇူးများကြည့်တင်ပါတယ်